။ online ထဲမှာကိုဖြစ်စင်တဲ့ပုံရိပ်တွေကိုဖန်ကြည့်ပါ။ online ကို condition လုပ်ပါ။ခင်ဗျားတို့တော်တော်များများကတခုခုအဆင်မပြေဖြစ်ကြပြီဆိုရင်ညှင်းညူကြတာများတဲ့။ဒါပေမဲ့ဘာကြောင့်ဖြစ်ရလဲဆိုတာကိုကြတော့မသုံးသက်ကြဘူး။အဆင်မပြေဖြစ်တယ်ဆိုတဲ့နေရာမှာကိုကြောင့်လည်းဖြစ်နေနိုင်တယ်။ကိုယ်စီမှာလိုအပ်ချက်တွေရှိလို့လည်းဖြစ်နိုင်တယ်ကိုလုံးနေတဲ့ပုံစံတွေမှားနေလို့လည်းဖြစ်နိုင်တယ်ကိုကလုံလုံလောက်လောက်မလုံရသေးတာကြောင့်လည်းဖြစ်နိုင်တယ်ဥပမာကိုကသူများနဲ့နောက်နောက်ကျကျန်နေခဲ့လို့ခံစားနေရလားဒါဆိုရင်ကိုကိုကိုပြန်မေးကြည့် ကိုရောတနည်းတနည်းဘာလုံးနေရလဲတမယိုးကြပုံမှန်အလုပ်တွေပဲလုပ်နေရလားကြောင်းလဲဖို့ရောစူးစမ်းဘူးလားအဲ့တော့ခင်ဗျားတို့ပတ်ဝန်းကျင်မှာမြင်နေရတဲ့အာမြင်နေတဲ့သူတွေကကိုတမယိုးကြလုပ်လေးတွေတာမန်လုပ်လေးတွေလုပ်နေတဲ့အချိန်မှာသူတို့တွေက ကျွန်တော်တို့မလုပ်ဘူးတဲ့အရာတွေကိုလုပ်ပြီးသွားပြီ။ကိုကအလူကြော်လေးစားပြီးတော့ TikTok ကြည့်နေတဲ့အချိန်မှာသူတို့ကသူတို့ရဲ့ဘဝအောင်မြင်ရေးအတွက်တိုးတက်ရေးအတွက် career တစ်ခုပုံပေါ်လာရေးအတွက်ကျွန်တော်တို့မလုပ်ဘူးတဲ့အရာတွေကျွန်တော်တို့မလုပ်ဖြစ်သေးတဲ့အရာတွေကိုသူတို့ကလုပ်နေကြပြီ။ဒါပေမဲ့တစ်ခုကြည့်ကြရမှာကသူတို့လုပ်နေတဲ့အရာတွေဆိုတာကကိုမလုပ်နိုင်တဲ့အရာတွေမဟုတ်ဘူး။ကိုကိုယ်တိုင်လည်းလုပ်နိုင်တဲ့အရာတွေ။ဒါပေမဲ့ကိုကတော့ငါတာယူမလုပ်နိုင်တော့ပါဘူး။ငါနဲ့ဆိုတော့အဆင်မပြေတော့ပါဘူးဆိုပြီးတော့ကိုကိုကိုစင်ကြေးပြီးပြီးတော့မလုပ်ပဲနေနေတာ။ဒါပေမဲ့တကယ်လုပ်နေတဲ့သူတွေကြတော့ တော့ကိုနဲ့ရှင်ကြီးလိုက်မယ်ဆိုရင်တို့ကနေရာတစ်ခုရောက်သွားပြီကိုကတော့ဒီနေရာမှာတုံရင်တုံရင်ကြံခဲ့တာအလုံးမင်္ဂလာပါဖီနာဖြစ်ပါတယ်ဖီနာကိုမသိသေးတဲ့သူလေးတွေအတွက်ဖီနာဒီအခုလက်ရှိစစ်တက္ကသိုလ်နှစ်မှာပညာသင်ကြားနေတဲ့ year 3 medical student တူဖြစ်ပါတယ် vlog by ဖီနာဆိုတဲ့ facebook page မှာလည်းအင်္ဂလိပ်စာသင်ကြားပေးနေတဲ့အင်္ဂလိပ်စာဆရာမတူလေးဖြစ်ပါတယ်တခါတလေလူတွေအတွေ့များရာကိုကိုကိုသူများရင်နေရှင်ပြီးတော့ အမလို့အမယာဖြစ်ပြီးတော့စိတ်သက်တွေကြရတယ်ဆိုတာကကိုယ့်စီမှာကိုတကယ် satisfy ဖြစ်တဲ့အလုပ်တစ်ခုရေးရရာမရှိသေးလို့တနည်းအားဖြင့်ကို့မှာရေးရရာလုံးစရာမရှိတဲ့အတွက်မဆိုင်နာတွေကိုတွေးမဲ့အချိန်တွေကပိုပြီးများနေတာအခု social media JNH မှာ quality content တွေကိုဖန်တီးပြီးတော့ဝင်ငွေရှာနေနိုင်တဲ့သူတွေဆိုရင် တို့ကမြောင်းတော့အဖြစ်စိတ်တကြစရာတွေမတွေ့ဘူး။တွေ့မဲ့အစားလောက်ဆရာရှိတာကိုထပြီးတော့လုပ်တယ်။ပြောင်းလဲတယ် project ဖြစ်အောင်နေတယ်။စင်ညရတယ်စိတ်တကြရတယ်ဆိုလဲခဏပဲဘာလို့လဲဆိုတော့တို့မှလောက်ဆရာအလုပ်ကရှိနေတယ်။အဲ့တော့ငါစိတ်တကြလို့မဖြစ်ဘူး။ငါစင်ညနေလို့မဖြစ်ဘူး။လောက်ဆရာရှိတာကိုထလို့ရမယ်ဆိုတဲ့ mindset တို့စီမှာအော်တိုရှိပြီးသား။အဲ့တော့ကိုယ်လဲကိုယ်လုံးနိုင်တဲ့အရာတွေဆိုရင်စင်ကြင်မပေးဘဲနဲ့ညင်းညူးမနေဘဲနဲ့စပြီးတော့အကောင့်ထဲပေါ်တော့ ကိုလုံးနိုင်အောင်မလုပ်ဘဲနဲ့သူများတွေလုတ်သွားပြီးတော့မှသူတို့အမြင်သွားတာကိုကိုကဒီနေရာမှာတုံရင်တုံရင်နဲ့ပရိသတ်တယောက်အနေနဲ့ထိုင်ကြည့်နေရမယ်ဆိုရင်ဖိနာတွတ်တော့အဆင်မပြေဘူးအခုအစပြီးတော့ကိုဖြစ်ကျင်တဲ့ပုံရိပ်၅ခုဖန်ငါးခုကိုဖန်တီးမယ်ဒီပုံရိပ်တွေအမှန်တကယ်ဖြစ်လာဖို့အတွက်ကိုဘာတွေလုပ်ရမှာလဲဆိုတာကို visualize ဖြစ်သွားကိုကွက်ကွက်ကွန်းကွန်းမြင်သွားလို့ကိုကဆာရွက်တစ်ခုပေါ်မှာချပြီးတော့ဆွဲကြည့်မယ် ရဗနာပြန်ပြောမယ်။ဆာရွက်ပေါ်မှာကိုဖြစ်စင်တဲ့အရာ၅ခုကိုချပြောရေးမယ်။ဒီလိုအရာတွေဖြစ်လာဖို့အတွက်ကိုဘာတွေလုံးတင်လဲဆိုတာကိုအောက်မှာဆက်ပြောရေးမယ်။ဒါဆိုရင်ကိုက visual life ဖြစ်သွားပြီကွာ။ဘာဆက်လုပ်ရမလဲဆိုတာကိုလည်းကိုကွန်ကွန်ကွန်မြင်သွားမယ်။အုံမကိုစိတ်တကြစရာတွေမလုံးနိုင်ပါဘူး၊မဖြစ်နိုင်ပါဘူးဆိုတဲ့ negative talk တွေပြောနေမယ်စ။အပေါ်ကကိုတွေးခဲ့တဲ့ပုံရိပ်တွေအမှန်တကယ်ဖြစ်လာပြီဆိုတာမျိုးနဲ့ condition လုံးတင်တယ်။ အဲ့ဒီလိုပုံရိပ်တွေအမှန်တကယ်ဖြစ်လာဖို့အတွက် ကိုကသူများရီလိုတမတ်ရိုးချလန်းစင်အဲ့ဒါကို morphic feel လို့ခေါ်တယ်အဲ့ဒီ morphic feel တွေကနေရုံထွက်ပြီးတော့တခုခုဆလုံးမှရမှာ morphic feel နဲ့ပတ်သက်ပြီးတော့ဖင်နာနောက်ထပ် video တွေမှာအကြံဉာဏ်ပြောပြပေးသွားမယ်အဲ့တော့အကြံဉာဏ်ပြောပြမယ်ဆိုရင် morphic feel ဆိုတာကကြတော့ကိုယ့်ရဲ့ဒီဘဝအစဉ်အလာကိုလက်ခံပြီးရုံကြည်လာတဲ့ ဒီလူတော်တော်များများမှာပေါ့နော် community မှာမှန်နေချင်းပြီးတော့လုံးနေကြတဲ့အရာတွေကိုပြောတာဒါကြောင့်အခုချိန်နေစားပြီးတော့အဆင်မပြေဖြစ်လာပြီးဆိုတော့ညညနေမဲ့အစားဘာကြောင့်ဖြစ်နေရတာလဲဆိုတာကို အကိုကပြန်ပြီးတော့သုံးသက်ကြည့်မယ်ကိုကြောင့်လည်းဖြစ်နေနိုင်တယ်ကိုမလုံးလို့လည်းဖြစ်နေနိုင်တယ်ကိုလောက်တာမှနေလို့လည်းဖြစ်နေနိုင်တယ်ဖနာပြောခဲ့တဲ့အတိုင်းပဲအဲ့ဒီတော့အချိန်တစ်ခုပေးမယ်ကိုကိုကိုအကောင်းဆုံးဖြစ်အောင်ဘာတွေဆက်ပြီးလုပ်ရမလဲဆိုတာကိုတွေးမယ်ဒါဆိုရင်ကိုကိုကိုအပြစ်တင်နေတာညှဉ်းညူနေတဲ့အခြေအနေကနေပြီးတော့ကိုကိုကိုလေးစားတဲ့အခြေအနေတစ်ခုရောက်လာမယ်ကဲဟုတ်ပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြည့်ပြီးတော့တခခုအတွေးပေါက်သွားမယ်လို့ဖနာမျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများကျေးဇူးပါတယ် Anyway I hope you have a wonderful rest of your day and I'm going to see you in my next video. Bye bye.